ဇန်နဝါရီကျော်သွားလို့ရှိရင်ထွက်လာမယ့်အင်အားစုအုပ်စုတစုပေါ့နော်ဒီအတူအယောင်ရွေးကောက်ပွဲနဲ့ထွက်လာမယ့်အုပ်စုတစုကိုကျမတို့မှန်းကြည့်လိုက်လို့ရှိရင်ဟိုဘာတွေ့နေရလဲဆိုတော့ခုနကအပြတ်အသတ်နိုင်ရေးဆိုတဲ့စစ်အုပ်စုနော် USDP နာမည်နဲ့ဩတခြားနေရာတွေမှာဩဝင်ပါပြီးတော့မှရွေးမယ်ဆိုတော့စစ်စစ်တပ်ကလူတွေရဲ့ နော်ဒီအာစစ်ဘိုလ်ချုပ်တွေရဲ့ပြီးွားလို့ရှိရင်သူတို့ ਨੇ ပလင်းတူဘူးဆိုအာခရိုနီစီးပွားရှင်နေနော်သူတို့ ਨੇ ပလင်းတူဘူးဆိုအာပြောမယ်ဆိုရင်သူတို့လက်အောက်ခံလက်ဝေခံအာလက်နက်ကင်ပြီးတော့မှအာဟိုပြည်သူပေါ်မှာအနိုင်ကျင့်နေတဲ့နော်ဒီလာဒီဟိုကျမတို့ အာပြူစောတိလိုအဖွဲတွေအပါအဝင်တခြားတိုင်းရင်းသားဒေသကအာပြောမယ်ဆိုရင်အာကျွန်တော်တို့ဘယ်လိုခေါ်မလဲအာဘိန်းဘီရင်လိုလူတွေပေါ့ဒီ January ပြီးသွားလို့ရှိရင်ထွက်လာမယ်အစုတစုမှာလေစစ်တပ်ဩဇာခံစစ်စစ်တပ်လက်အောက်ခံခုနကဟလာနည်းနည်းလေးဗာလေးပဲရရဗဲနားလေးရပဲရရကရရင်တော်ပါပြီပေါ့နော်စင်မော်ရောက်ရင်တော်ပါပြီပေါ့အဲ့လိုလူတွေကတော့ဝင်ပါကြမှာပဲဆိုတော့အဲ့အုပ်စုကတင်ဘာသွားဖြစ်ပြီလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်ကိုနောက်ထပ်တိထပ်ပို့ပြီးတော့မှာ အရင်ခက်တွေရထက်တော့မှပို့ပြီးတော့မှအမောင်အမောင်ဖုံးစီမဲ့ခက်ကိုဆွက်ခေါ်သွားကြတော့မယ်အနေထားလို့ကျမတို့အဲ့လိုမြင်တယ်2010တုန်းကထွက်လာတုန်းကအရင်မသိတာတဲ့เนาะအာ criminal ရာဇဝတ်ဂိုင်းတစ်ခုက2025ဆိုရင်တော့တိထက်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းပေါ်ပေါ်ထင်ထင်ဖြစ်မယ်ဟလာ အာရာဇဝတ်ဂိုင်းတစ်ခုကနေပြီးတော့မှမြန်မာနိုင်ငံရောမြန်မာနိုင်ငံကိုအစိုးရတပွဲကိုစားပြုတဲ့ဟာမျိုးကိုတို့အတင်းအဓမ္မလူယူဖို့စ조사မှာတော့မြင်လာမယ်လို့ကျွန်တော်တို့မြင်တယ်။တော်လန်ရေးကလည်းလှုပ်ရှားရှိတာဆက်လုပ်နေမှာပဲ။အဲ့တော့တော်လန်ရေးကလှုပ်ရှားရှိတာကိုအားလုံးကြားထဲမှာဟန်ချက်ညီညီနဲ့မဟာဗျူဟာမြောက်ဟန်ချက်ညီညီနဲ့ထိမ့်ညိပြီးတော့မှအပြန်လန်လက်ချင်းချိတ်ပြီးတော့မှဗျူဟာကိုဟန်ချက်ညီညီနဲ့ပူပေါင်းဆောင်ရွက်ပြီးသွားမယ်ဆိုလို့ရှိရင်တော်လန်ရေးရဲ့ legitimacy ရှိမှုပေါ့နော်။တော်လန်ရေးကနေပြီးတော့မှ တိဆောက်သွားနိုင်တဲ့အဆောက်အုံတွေနဲ့နယ်မြေတွေနဲ့အဲ့ဒီနယ်မြေတွေကနေပြီးတော့မှတရားဝင်မှုရှိမှုကစေအိုစုကနေပြီးတော့မှနေပြီးတော့မှငုတ်တုတ်ထိုင်ထားပြီးတော့မှလူနာကသူ့ရဲ့ရာဇဝတ်သားတစုနဲ့သူစုပြီးတော့မှအစိုးရအဖြစ်ကြီးညာမဲ့ဟာကအလိုလိုနေရင် delegitimize ပေါ့ကျွန်မပြောချင်တယ်အလိုလိုနေရင်သူ့ရဲ့တရားဝင်မှုကပျောက်သွားလိမ့်မယ်